မြန်မာနိုင်ငံအလဲပိုင်းမှာအင်အားပြင်းမြင်ကလင်းတစ်ခုလှုပ်ခတ်ပြီးသုံးပတ်ကျော်အကြာမှာပြည်သူ6တသမ3သန်းဟာအခုညီနဲ့ကာကွယ်ဆောင်ရှားမှုအရေးတကြီးလိုအပ်နေတယ်လို့ဘူလသမကကလေးများရမုံငွေဖွဲ့ UNICEF ကခန့်မှန်းလိုက်ပါတယ်။ကလေးငယ်တွေနဲ့မျိုးသမီးတွေဟာအနှုံးအမင်းပူပြင်းမှုဘေးကင်းသောအရေးအကန့်အသတ်နဲ့သာရရှိမှုနဲ့အခြားအခြေအနေတွေကြောင့်ကျန်းမာရေးအန္တရာယ်ကိုရင်ဆိုင်နေရတယ်လို့ UNICEF ကပြောပါတယ်။ အသက်၅နှစ်အောက်ကလေးငယ်တွေကိုဝင်ဆောင်မိခင်တွေနဲ့နူးတိုင်မိခင်တွေအတွက်အာဟာရချုပ်တဲ့မှုရှိနေစေလို့ UNICEF ကဆိုပါတယ်။မက်ရှလာ28ရက်ကနှုတ်ခတ်ခဲ့တဲ့မြင်းကလေးဟာသခိုင်းတိုင်းထေတာကြီးမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်မန္တလေးနဲ့အခြားနေရာတွေမှာစူးဝါစွာထိခိုက်ပျက်စီးစေခဲ့ပါတယ်။ဟူလာသမကအဖွဲ့အစည်းတွေနဲ့စေနာဝန်ထမ်းတွေအဖွဲ့ဟာမြင်းကလေးဘေးတဲ့ဒေသတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာတိုင်ဝိုင်းကမြင်းကလင်းတန်သစ်မြန်မာနိုင်ငံကိုဆက်လက်ပြီးပံ့ပိုးမှုညှိကြဖို့ UNICEF ကတောင်းဆိုနေပါတယ်။မြင်းကလင်းကြောင့်လူ3900ကျော်သေဆုံးခဲ့ပြီး120ကျော်ပျောက်ဆုံးခဲ့တယ်လို့မြန်မာစစ်ကောင်စီကပြောပါတယ်။လူအများပြားဟာနေအိမ်ပြင်ပတွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။မြင်းကလင်းဘေးသင့်ပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းမှုတာရှည်နေမှုကြောင့်ကျန်းမာရေးခြေနေပိုဆိုးရွာနာမှာပိုဆိုးရိမ်မှုတွေရှိနေပါတယ်။ ရုရှားနိုင်ငံအနောက်ပိုင်း Gas Data မှာကြန့်ရှိတဲ့ယူကရိန်းတပ်ဖွဲ့တွေကိုခုနလကြုံကြပိတ်ဆို့ထားတယ်လို့တမရဗလာဒီမာပူတင်ကပြောကြားလိုက်ပါတယ်။ Gas Data ရဲ့အခြေအနေမှာရုရှားရဲ့ထိန်းချုပ်မှုအောက်ရှိနေပြီးယူကရိန်းတပ်ဖွဲ့တွေကိုပိတ်ဆို့ထားတယ်လို့၎င်းကမော်စကိုမြို့တော်မှာသတင်းတောက်တွေကိုပြောပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ဆိုရဘူးယူကရိန်းထိပ်တန်းတပ်မှုတူကဒီသတင်းပတ်တွင်ငင်းဆန်ခဲ့ပါတယ် ပူတင်ဟာဘော်ရိုဗနိကကက်ချ်ဒေတာရှိရုရှားတပ်ဖွဲ့တွေထံယုံတည့်ရသွားရောက်ခဲ့ပြီးယူကရိန်းတပ်ဖွဲ့တွေထံကအစိုးရဒေတာကိုအမြန်ဆုံးပြန်သိမ်းပိုက်ဖို့တပ်ဖွဲ့ဝင်တွေကိုအမိန့်ပေးခဲ့ပါတယ်။လမ်းမရက်တွေတွင်ယူကရိန်းတပ်ဖွဲ့ကိုပိတ်ဆို့မဲ့ဆိုရင်ဘယ်သူမှထွက်ခွာနိုင်မှာမဟုတ်ပါဘူး။နီးလန်နှလမ်းမဲ့ရှိပါတယ်။ယူကရိန်းတပ်ဖွဲ့တွေလက်နက်ချမလားအသေးခံမလားလို့သတင်းစာရှင်းလင်းပွဲမှာ၎င်းကပြောပါတယ်။ ်မေဂန်နိုင်ငံရဲ့အပြစ်ကတ်ရစိုင်းအစီအစဉ်ကိုထောက်ခံတယ်လို့သူကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ရုရှားတပ်ဖွဲ့ညာပိုင်းထွက်တင်တဲ့ drone 138စင်းအနက်84စင်းကိုပစ်ချခဲ့တယ်လို့ Ukraine စစ်တပ်ကပြောပါတယ် Ukraine drone 84စင်းကိုပစ်ချခဲ့ပြီး drone အများစုကိုရုရှား Ukraine နဲ့ဇက်တရှောင်းရှိဒေသတွေမှာပစ်ချခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ် ပုံရဟမင်းကြီးဖရန်စစ်ဟာဒီနေ့အသက်88နှစ်အရွယ်မှာပွင့်လွန်သွားခဲ့တယ်လို့ဗာတီကန်စီးတီးကကြေညာလိုက်ပါတယ်။ဖရန်စစ်ဟာအာဂျင်တီးနားနိုင်ငံမှာမွေးဖွားခဲ့ပြီး2013ခုနှစ်မှာကက်သနစ်ကျောင်းတော်ရဲ့အကြီးအကဲအဖြစ်ရွေးချယ်ခြင်းခံရတဲ့ပထမဆုံးသောနတ်တင်အမေရိကန်ဖြစ်လာခဲ့ပါတယ်။ချမ်းသာသူတွေနဲ့ဆင်းရဲသူတွေကြားကွာဟချက်တွေကြီးမားမှုကိုဖြေရှင်းမဲ့စီမံတွေလှုပ်ဆောင်ကြဖို့၎င်းကတောင်းဆိုခဲ့ပြီး ကမ္ဘာတဝိုင်းရှိအမင်းရောက်ကံပြီးသူတွေထံသွားရောက်ခဲ့ပါတယ်။ဒုက္ခသည်တွေနဲ့ရွှေပြောင်းသွားလာသူတွေကိုကာကွယ်ပေးဖို့နဲ့ယာတီဥရုပြောင်းလဲမှုကိုတုံ့ပြန်ဖို့ဖရန်စစ်ကကမ္ဘာနိုင်ငံတွေကိုတိုက်တွန်းခဲ့ပါတယ်။2019ခုနှစ်မှာဖရန်စစ်ဟာ၃နှစ်အတွင်းဂျပန်နိုင်ငံကိုလာရောက်လည်ပတ်တဲ့ပထမဆုံးသောပုံရိပ်ဟမ်းမင်းကြီးဖြစ်လာခဲ့ပြီးအနုမြူဘုံတဲ့ဟီရိုရှိမားနဲ့နာဂါဆန်ကီမြို့မှာမိန်ကုံးတွေပြောကြခဲ့ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့ရုရှားနဲ့ယူကရိန်းကျူးကျော်စစ်ကိုငြိမ်းချမ်းစွာဖြေရှာဖို့သူကချိန်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။ငြိမ်းချမ်းရေးလုံဆောင်မှုနဲ့ခါစားကမ်းမြောင်ဒေသမှာလူသားချင်းစာနာမှုအခြေအနေတိုးတက်စေဖို့ Francis ကအစ္စရေးနဲ့ Hamas အဖွဲ့ကိုတိုက်တွန်းခဲ့ပါတယ်။ Francis ဟာပြီးခဲ့တဲ့နှစ်တွေတွင်မကြာခဏဆိုသလိုစေယုံတက်ခဲ့ရပါတယ်။ သူဟာရင်ကျက်နာကုသဖို့အတွက်ဖေဖော်ဝါရီလ14ရက်မှာရောမမြို့တော်ကစေယုံတီယုံမှာတလားကြော်ကြာတက်ရောက်ခဲ့ရပါတယ်။